ဂျေရှွာဘန်ရဲ့အသက်23နှစ်လေးနဲ့လှုပ်ပြနိုင်တဲ့စွမ်းဆောင်ရည်တွေက UFC မှာ Warrior Fighter တွေ Champion တွေအထွတ်တော်မယုံနိုင်လောက်စရာဖြစ်နေတာဖြစ်တဲ့အတွက်ဂျေရှွာဘန်ကိုကဘာပေါ်မှာရှိတဲ့ Legend Fighter ကြီးတွေကတော့ချီးကျူးနေကြပြီလေဖြစ်ပါတယ်အသက်23နှစ်လေးပဲရှိသေးတာပါအသက်23နှစ်လေးနဲ့ UFC မှာခနပွဲတီတီအနိုင်ရတယ်ဆိုတာကနော် ကြောက်စရာ record တခုပဲဖြစ်ပါတယ်။မနီကဆိုရင်လည်း Bruno စေးပွားကိုပြတပတ်တကြီးအသာနဲ့ထိုးသွားတာဖြစ်တယ်နော်။ Joshua Bang ရဲ့ power ကလေဒီပွဲမှာတွေ့ရတယ်နော်။အစတော့ကပွဲတွေမှာတော့ Joshua Bang က power မရှိဘူးဘာညာပြောကြတယ်။အဲ့ဒါတွေကလူကောင်အသာပြီးထိုးရလို့ဒီပွဲမှာက Bruno စေးပွားကသူနဲ့စိုက်သူပဲနော်။ Joshua Bang ရဲ့ boxing skill ကလည်းတပွဲပြီးတပွဲသိုးတက်လာသလားမပြောနဲ့နော်။ Joshua Bang ကလေးပြောပါလေ I'm better in better တဲ့ငါကပူပူကောင်းလာပါတယ်တဲ့ ီထက်မကောက်ကိုချမ်းပြအောင်မယ်လို့ဆိုပါရယ်နော်သူနဲ့ညီကိုလိုချစ်ခင်ရတဲ့ကျွန်တော်ရဲ့ legend ကြီးအောင်လာအန်ဆန်ကလေဂျိုရှွာမန်ရဲ့ပွဲကိုမြင့်ချေမပြတ်စောင့်ကြည့်နေပြီးတော့ဂျိုရှွာဘန်နိုင်တာနဲ့အပျော်ဆုံးကသူပါပဲနော်ချစ်ချင်းသူရဲ့ Facebook လူမှုကွင်းစာမျက်နှာပေါ်မှာဂျိုရှွာဘန်ကိုချီးကျူးသွားခဲ့ပြီးတော့ချန်ပီယံဖြစ်မဲ့သူဆိုပြီးတော့ပရိသတ်တွေလုံးဝထဲမှာမထားတဲ့အရာကိုအောင်လာအန်ဆန်ကပြောသွားခဲ့တာပါနော်အောင်လာအန်ဆန်ကတော့ပြောပါပြီဂျိုရှွာဘန်ဟာတနည်းကြရင် UFC မှာမြမကုံဆောင်မဲ့ချန်ပီယံကြီးဖြစ်လာပါလိမ့်မယ်တဲ့နော်ဂျိုရှွာဘန်ကလည်းတကယ်ကိုချစ်ဖို့ကောင်းပါ रे မွန်ဖိုင်တာဖြစ်တဲ့ဆွန်ရက်တို့ကမြန်မာစကားတော့မပြောတတ်တဲ့အချိန်မှာဂျိုရှွာဘန်ကမြန်မာစကားကိုဘီဘီတတ်တပြောနိုင်ဖို့အတွက်လေ့ကျင့်နေပြီးတော့တကယ်ကိုမှမြန်မာပြည်သက်တင်နေပြောဆိုတဲ့အခါမှာလေမြန်မာစကားတွေကိုထည့်ပြောသွားတာအင်မတန်မှအားရတယ်မနေ့ကဆိုရင်ဂျိုရှွာဘန်ကနော်တကဘာလုံးကိုကြွားလိုက်သေးတယ်ဗါလေသူ့မှာသူ့နောက်ွယ်မှာတဲ့ မီလီယံနဲ့ချီတဲ့မြန်မာပြည်သက်တွေရှိတယ်တဲ့နော်အင်တာဗျူးမှာလေကျွန်တော်ရဲ့မြန်မာနိုင်ငံအလန်ကိုနော်ဆွဲချီထားပြီးတော့မြန်မာနိုင်ငံကိုဆောင်းတော်ကအင်မတန်မှချစ်ဖို့ကောင်းပါတယ်နော်အခုဂျက်ရှွာဘန်ကတော့တို့ရဲ့ flight weight တန်းမှာအရင်ကချန်ပီယံဟောင်းဖြစ်ခဲ့တဲ့အခုတော့ ranking 2မှာရပ်တည်နေရပေါ့နော်ဆိုတော့ Brando Mourinho ကိုစိန်ခေါ်လိုက်ပါပြီတကယ်လို့သာစိန်ခေါ်ခွင့် UFC ကပြီးပြီးတော့ထိုးလို့အနိုင်ရရှိသွားပြီဆိုရင်တော့ချန်ပီယံစိန်ခေါ်ခွင့်ရရှိသွားတော့မှာဖြစ်ပါတယ် အခုတော့အသက်23နှစ်အရွယ်ပဲရှိသေးတာနော်ကျွန်တော်တို့24 25လောက်နဲ့ချန်ပီယံဖြစ်ဖို့အတွက်ရည်ရထားတဲ့ပုံရပါတယ်နော်ဆိုတော့တော်တော်လေးကိုကျန်းပါတယ်ဝမ်ချန်ပီယံရှစ်မှာရော့တန်တို့လေနော်အသက်24 25နှစ်ကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့တာပဲနော်မဖြစ်နိုင်စရာအကြောင်းတော့မရှိဘူးဒါပေမဲ့ပရိသတ်တွေကတော့ဂျက်ရှောဘန်ကိုအပြေအဝါနားယူဖို့အတွက်လှူလာနေကြပြီလေဖြစ်ပါတယ်နော် အပြေဝအနာယူပြီးတော့အကောင်းဆုံးလေးချင်းပြည့်စုံမှုနဲ့ဒေသမကခေါင်းပုံနဲ့အရေးချင်းတွေနဲ့ပြည်သက်တွေကိုချပြနိုင်မယ်လို့ယုံကြည်ပါရယ်နော်ချန်ပီယံဖြစ်မယ်လို့ယုံကြည်ပါရယ်ဂျက်ရှွာပါရယ်